ဆိုတော့ဒီတမန်ကျမ်းစာထဲမှာသူကအာတဘာဝလွန်အကြောင်းအရာရေးထားတယ်အဲ့ဒီတဘာဝလွန်အကြောင်းကြတော့လူတွေနားမလည်နိုင်ဘူးတဘာဝတရားကြီးကိုတော့လူတွေကအကုန်နားမလည်ပြီမဲ့တဘာဝတရားဆိုရင်တော့နည်းနည်းနားလည်တာပေါ့နော်အဲလောကကြီးမှာဖြစ်ပျက်နေတဲ့အရာဆိုတော့ဒီတဘာဝတရားကြီးကိုဖြစ်ပေါ်လာစေတာကတဘာဝလွန်ဖရာခင်ရဲ့တကိုးတော်အားဖြင့်ဖြစ်ပေါ်လာတာဖြစ်တယ်အဲ့တော့ကျမ်းစာဥပဒေတခြားစာအုပ်နဲ့မတူကဘာပေါ်မှာအထူးခြားဆုံးသောစာအုပ်ဖြစ်တယ်လောကမှာစာပေတွေအများကြီးရှိပါတယ် ဒါပေမဲ့အခြားစာအုပ်များစွာကဖတ်လို့ကောင်းအောင်လင်္ကာချောအောင်မုတာနဲ့သူကကွင်ကွက်ပြီးတော့ရေးသားတာတွေဒါပေမဲ့တမန်ကျမ်းစာကြတော့ဖတ်လို့မကောင်းဘူးဒါပေမဲ့မုတာနဲ့ကင်းစင်တဲ့အဲတစ္ဆာတရားပေါ့နော်တမန်တရားဒါကြောင့်တမန်ကျမ်းစာရဲ့အစမှာဒီလိုရေးထားတယ်ဒီကျမ်းစာကဘာသာရေးကျမ်းမဟုတ်ဘူးနော်ချုပ်တို့နားလည်ဖို့လို့လေဘာသာရေးကျမ်းလို့ခရစ်ယာန်ကျမ်းလည်းမဟုတ်ဘူးဒီမှာရေးထားတာဟေလသဟေပြေဟေလသပါဠိတော်မှာမြန်မာဘာသာအဖြစ်စေချာယူဒတန်အနက်ပြန်၍ပုံလိုက်တော့ဓမ္မဟောင်းကျမ်းနဲ့ဓမ္မတိကျမ်းတိဟုတော့ထာဝရဘုရားကြီးတမန်ကျမ်း ော့မူရင်ဒီတမချက်စာဓမ္မဟောင်းနဲ့ဓမ္မသစ်ရှိတယ်ဓမ္မဟောင်းကဟေပြဲလို့ရေးထားတယ်ဓမ္မသစ်ကတော့ဟေလတလို့ရေးထားတယ်အဲ့ဒီဟေပြဲဟေလတနဲ့ပါဠိတော်ကနေသူကဆရာယုဒတန်ကဓာတ်ရိုက်ပေါ့နော်ဘာသာမြန်မာစာနဲ့ဓာတ်ရိုက်သူအင်္ဂလိပ်ဆရာနေပြီးတော့ကူးတာလည်းမဟုတ်ပဲနဲ့မူရင်ကျမ်းစာကနေပြီးတော့သူကဓာတ်ရိုက်ဘာသာပြန်ထားတယ်ဒါကြောင့်ထာဝရဘုရားကြီးတမချန်းတချို့နေရာရောက်တဲ့ကျမ်းစာဖတ်တဲ့ခါမှာပြည့်စရာရန်ကောင်းတယ်လူနာမည်တွေရေးထားအဲ့ထဲတာလည်းအကြောင်းရှိတယ်သူကကျမ်းစာမှာလှုပ်ဝှက်ချက်တွေအများကြီးရှိတယ်ပြီးရင်နားမလည်နိုင်တာတွေအများကြီးရှိတယ်အဲ့ကြောင့်ဒီကျမ်းစာမှာဟို ဘယ်လိုပြမလဲဒေါက်တာဘွဲ့တွေရရ PhD ဘွဲ့တွေရရသူစာတော့ရမယ်ဒါပေမဲ့အ낵အိပ်ပဲမရဒီအ낵အိပ်ပဲတွေဖွင့်ပြနိုင်တာကဖရာသခင်ရဲ့ဝိညာဉ်တော်ပေါ့နော်ဖရာသခင်ကိုတော်တိုင်းသူကလာပြီးတော့ဒါကဒါဖြစ်တယ်ဆိုတာဒီအကြောင်းရကဒါကိုဆိုလိုတာဖြစ်တယ်ဆိုမှသူကနားလေသဘောပေါက်သွားတာသူအဲ့ဒါ wisdom ဖရာပေးတဲ့ဉာဏ်အပြင်သူကမြင်သွားတာဖြစ်တယ်ဘာကြောင့်လဲဆိုရင်ချမ်းသာပါတဘာဝလွယ်ဥပမာပြောမယ်ဆိုရင်ဖရာသခင်ကကောင်းကင်နဲ့တဘာကြီးကိုဖန်ဆင်းတယ်ဖြစ်စေဖန်ဆင်းတယ်မိုးကောင်းကင်ရင်းနေရင်းနေချားနာစေမိုးကောင်းကင်တနက်ရှိတော့ရေးအောက်မှရှိတော့ရေးသူကဖြစ်စေ ဒီဘဝတရားကြီးကိုဖတ်ဆင်းတဲ့သူကတဘဝလွန်အနန္တတကုရှင်ဘုရားသခင်ဖြစ်နေတယ်အဲ့ဒါထူခြားချက်ဘုရားသခင်ကအောပယ်မဖြစ်နိုင်သောအရာလူများအပြင်မဖြစ်နိုင်သောအရာတွေကိုသူကလုပ်သွားတာဒါကြောင့်လည်းလူနဲ့မတူတာဘူးယနေ့လူတွေတတ်မှတ်တဲ့ဘုရားတွေကတော့အမျိုးမျိုးကိုယ့်ဘာကိုပုံဖော်နေလားအနတ္တတတအနတ္တတတဖြစ်ကြ ਈ ကျန်စားထဲမှာပေါ့နော်နေရာမှာဖြစ်တဲ့အရာတွေဒါပေမဲ့အသက်ရှင်တဲ့ဘုရားသခင်မတူဘူးဒါကြောင့်အမကျန်တယ်မှာတချို့သောအရာတွေဘုရားသခင်ကကြိုပြောတယ်တချို့ကမယုံဘူးအာရန်ပင်လင်အာရန်အိဝဘောနော်မယုံဘူးဘုရားပြောတဲ့စကားကိုဘုရားဖန်ဆင်းတာမယုံဘူးဘုရားစကားကိုအဲဒါကြောင့်အပြစ်ထဲမှာကြဆင်းတယ် ဝိကာလမှာကဘာမြေရေလွှမ်းမိုးတော့မယ်လူတွေကမယုံဘူးအဲ့ကာလလူပေါင်းလူတွေကနှစ်ပေါင်း900ကျော်တိအသက်ရှင်တယ်အသက်အရန်ရှင်တယ်ပြီးရင်အဲ့ဒီကဘာဦးကာလမှာကအာမိုးရွာတယ်ဆိုတာမရှိဘူးကဘာဦးကာလကဘာကြီးကနေချင်းစပွဲအရန်ကောင်းတယ်သူကမြေကြီးကအခိုးမွေထွက်တယ်ယခုလိုမျိုးနှွေကာလစောင်းကာလအာမိုးကာလဆိုတာမရှိဘူးသူကရာသီတစ်ခုနဲ့မျှတပြီးတော့လူတွေအသက်ကလည်းဒီတွေးတအသက်ကတော့ရှင်နေသေးတယ်အဲလူမဝိညာဉ်တက်ကတော့အာရန်ကြောင့်မလို့အဆက်ပြတ်တင်းနေပြီပေါ့နော် ဆိုတော့အဲ့ဒီလိုကဘာကြီးမှနေတာဒါပေမဲ့လူတွေအပြစ်များတော့ဘုရားတခင်ရေးနဲ့လွှမ်းမိုးဝင်ပြောတဲ့ခါမှာလူတွေကမယုံတကယ်ပဲအချိန်တိုင်းတဲ့ခါမှာရေးလွှမ်းမိုးခြင်းခံရတာတကယ်တော့ဘုရားကကဲလူတွေကဘုရားကဲတာကိုအရင်ဦးဆုံးကဲတာလွှမ်းမိုးတော့မယ်ပြင်ဆင်ထားဖို့ကဲတာကိုလက်မခံဘူးလက်ခံတဲ့နော်ရင်းနဲ့မိသားစုကတော့ကဲတယ်ခြင်းခံရတယ်အရက်တောင်ပေါ်မှာတင်မောကြီးကတင်တယ်နောက်ဆုံးမှာအဲ့ဒါပြန်ရှာပြီးပြန်ရှာပြီးတော့တွေ့တယ်တမန်ကျမ်းစာထဲမှာဖြစ်ပြတဲ့အရာတွေကဟောတကယ်ကို အထောက်ထားတယ်ရှိတယ်တချို့ဟာတွေကလူရဲ့ပညာလိုက်မမီသေးတဲ့အရာတွေကိုတော့ရှာလို့မရသေးဘူးပေါ့နော်လိုက်မီတဲ့အရာတွေတကယ်ကိုရှိတယ်ဆိုတာတွေ့ရတယ် ဲ့တခါယေရှုခရစ်တော်နဲ့ပတ်သက်ပြီးတော့လေလူသားအားလုံးပြည့်ထက်မှနေနေတယ်ကဲတခြင်းဘုရားတခင်ကလူကိုကယ်ဖို့ရန်လူစားတိအဖြစ်ကြွလာမယ်ဘယ်လိုအဖြစ်ကြွလာမလဲအပြုတ်ကညာဝန်းကနေပြီးတော့လူစားတိပြိတ္တိခံယူမယ်ဒါတဘာဝတဘာဝတရားအရဆိုရင်လူကယောက်ျားနဲ့မိန်းမနဲ့ပေါင်းဆက်မေထုံပြုမှာပေါ့နော်အဲ့ဒီလိုမျိုးမျိုးယိုးနဲ့အဲ့ဒီလိုမျိုးမှာဟိုကတဘာဝတရားရမွေးဖွားဒါပေမဲ့တခါယေရှုကတဘာဝလွန်မွေးဖွားတာ လူရဲ့မျိုးရိုးတုပ်ပိုးမပါဘူးတချို့ကဒါပြောရအောင်မှမဖြစ်နိုင်ဘူးအပြူကညာကဘယ်လိုလုပ်တားမွေးမလဲအခုမှဆိုတော့နိပညာတစ်ခုတော့ပေါ်လာပြီဖန်ပြန်တရေသားတို့အငါးကုံဝင်တို့အဲ့ဒါကလူရဲ့တုပ်ပိုးနဲ့မွေးပွားတာဖြစ်တယ်ဒါပေမဲ့ခရစ်တော်ကတော့တဘာဝဆိုရင်လူရဲ့တုပ်ပိုးမပါလူရဲ့မျိုးစေ့မပါဘဲနဲ့နံဝိညာဉ်ဖရာသခင်ကသူ့ရဲ့အာဘုံတကူကိုကန့်တက်ပြီးတော့ဝိညာဉ်မှာဘုံတကူစွန့်ပြီးတော့ကန့်တက်ပြီးတော့လူအဖြစ်လူစားတိပြုခံကြ။အဲမွေးပွားလာကလေးကတခင်ယေရှုကတဘာဝလွင်နေကြည့်။အဲတခင်ယေရှုရဲ့ lifestyle ကလည်းတဘာဝလွင်နေကြည့်ပဲ။လွတ်သွားတယ်ဗျာ အနာရောဂါဆွဲတဲ့သူတွေကိုပျောက်စေဆိုပျောက်သွားတယ်စေပျောက်စေအဲ့မှာဘုရားသခင်ကသူ့ရဲ့ဖန်ဆင်းဖန်ဆင်းတာသူပဲဆိုတာသူပြောနေတာမျက်စိကနဲ့သူမြင်စေလို့ပြောတဲ့အခါမှာမြင်သွားတယ်ပုံမြင်မဟုတ်ဘူးဒန္တာယမဟုတ်ဘူးတဘာဝလွန်ဘုရားသခင်ကတဘာဝလွန်အလုပ်လုပ်သွားတာအနန္တတကူရှင်ဘုရားသခင်သူကဘုရားသခင်ဖြစ်ကြောင်းကိုလည်းပြောပါတယ်လူတွေကမယုံငါဖြစ်တဲ့တိုင်းငါဖြစ်တယ်ငါဖြစ်တဲ့တိုင်းငါဖြစ်တယ်ဆိုတော့ဘုရားသခင်ပြောတဲ့စကားဖြစ်တယ်ဘုရားကပြောတယ်ဒါပေမဲ့တချို့ကမယုံဘူးငါခရစ်တော်ဖြစ်တယ်ကြွလာတဲ့သူဖြစ်တယ်တခါယေရှုကဘုရားသခင်ဖြစ်တယ်ဆိုမြင်တဲ့သူကတော့ပြောက်ဝဲကိုးကွယ်သွားတယ်ဆိုတာပါ တွေ့ရတယ်။တကယ်ရှိမမွေးလာကလေးကစတဘာဝလို့မွေးလာတယ်။လှုပ်သွားတဲ့အလုပ်တွေကလည်းတဘာဝလို့နဲ့ပေသွားတဲ့သူတွေကိုရှင်စေတာကြောင့်သူကမယုံနဲ့လား။ကျွန်တော်ခေါ်ပြောတဲ့တရားအင်္ဂလိပ်တရားယုံကြည်ခြင်းတရားဖယားကယုံကြည်ခြင်းအဖြစ်လူတွေကိုကယ်ပေးနေတာ။တချို့ကတော့မယုံလက်မခံဖယားစကားလက်မခံရင်မယုံဘူး။မယုံဘူးဆိုတာဖယားစကားကိုလက်မခံတာ။ဒါပေမဲ့လက်ခံတဲ့သူကတကယ်တက်တည်ရတယ်။တဘာဝလို့တက်တည်ရတယ်။တက်တာထဲမှာခံစားရတယ်။ဆိုတော့တိတ်တဲ့သူချင်းမျက်စိကန်းတဲ့သူတွေကိုမြင်စေတယ်။ အာမျိုးဘုံနမိတ်လက္ခဏာပြောမဆိုအများကြီးပဲဒီအကြောင်းတွေကိုအဓိကတန်းစားကဖော်ပြချင်တာမဟုတ်ဘူးလေယေရှုခရစ်တော်ဟာအဲ့ဒီတခင်ယေရှုခရစ်တော်ဟာကယ်တင်ရှင်ဖြစ်တယ်လူသားအလုံးအပြစ်ကိုကယ်ချုပ်ပေးတဲ့သူဖြစ်တယ်ဆိုတာသင်တို့ဒီယုံဖို့ဖြစ်တယ်အဲကြောင့်အဖေဒါနဲ့ကမ္မနဲ့သဘာဝလွန်သူ့ရဲ့တက်ကိုဆွံ့နေသိခံတယ်ဒေချင်းကလည်းသဘာဝလွန်ရှင်ပြန်တယ်ပေချင်းကိုအောင်မြင်တဲ့ဘုရားသခင်ဖြစ်တယ်မိရခါမှာတန်လွန်တောင်ဣသရေလနိုင်ငံမှာရှိတန်လွန်တောင်ကနေကိုကောင်းကင်ဘုံတို့သဘာဝလွန်ဘုရားရဲ့အနန္တတကူအဲအဲ့မှာရှင်မထမတော့ခါကျသူ့ရဲ့အနန္တတကူကိုပြန်ပြန်ယူပြီးတော့အခေယေရှုကအဲ့မှာဘုရားမှာသုံးပါးထဲမှာတားတော်ကတော့လူအသွေးသားတရံရပါတယ်ခေါင်းဆောင်ထားတယ် တဘာဝလသူရအကသမရှိတကိုးတွေပြန်ရပြီးတော့ခေါင်းကပေါ်မှာပြန်တက်ကြသွားတယ်။ယေရှုခရစ်တော်ကအနန္တတကိုးရှင်တဘာဝလွန်ဖယားခင်ဖြစ်တယ်။တဘာဝတရားကိုသူဖန်ဆင်းတာဖြစ်တယ်။ယုံကြည်ယုံမယုံကြည်နေဒါတစ္ဆာတရားယုံတဲ့သူတွေဖယားကတက်တည်ရတယ်။သူရှိချောင်းကိုလည်းအသက်တာထဲမှာတက်တည်ခံစားမှာဖြစ်တယ်။အာမင်။အဲ့တော့တချို့ယာတွေလူတွေက